ရှမတေခရဝေအခန်းကြီး26အငယ်1မှ85ထိုဒေသနာတို့ရှိသမျှတို့ကိုယေရှုသည်အကုန်အစင်ဟောတော်မူပြီးလျှင်တပည့်တော်တို့အားနှစ်ရက်လုံးမှပတ္တခါပွဲနေရောက်မီကိုသင်တို့သိကြ၏ထိုအခါလူသားကိုလဝါကတိုင်မှရိုက်သက်စေခြင်းကအနံ့ကြလိမ့်မည်ဟုမိန့်တော်မူ၏ တို့အခါယိပရောဟိတ်အကြီးတန်းပြူစရာတို့နှင့် လူတို့တွင်အကြီးအကဲဖြစ်သောသူတို့သည်ကယဖအမိရှိသောယိပရောဟိတ်မင်းဤအိမ်ဦး၌ဇီဝေကြပြီးလျှင်ယေရှုကိုပရိယေအဖြစ်ဖန်ဆီး၍တတ်အပ်သောငါတိုင်ပင်ကြ၏သို့တော်လည်းလူများတို့သည်ယုံရင်ခတ်ဖြစ်မီကိုစိုးရိမ်၍ပွဲနေတွင် မပြုတ်နှစ်အောင်ဟုပြောဆိုကြ၏ ဘေတနိရွာတွင်ရှိမုံအမိရှိသော လူနူဤအိမ်၌ယေရှုရှိတော်မူသည်ဖြစ်၍မိမတယောက်သည် အဖိုးများစွာထိုက်သော စီမွေးကြောက်ဖြူခွက်တလုံးကို အထံတော်သို့ယူခဲ့၍ဇပွဲနားမှလျှောင်းတော်မူသောကုရောဤခေါင်းပေါ်၌သွန်လောင်းလေ၏ တပည့်တော်တို့သည်မြင်လျင်ဒေါသစိတ်ရှိသည်ဖြစ်၍အဘယ်ကြောင့်အကျိုးမဲ့ဆုံးစေသနည်းထိုစီမွေးကိုအဖိုးများစွာနှင့်ရောင်း၍စည်ရဲသောသူတို့အားပေးเสียကောင်းသည်ဟုဆိုကြ၏ယေရှုသည်တည်တော်မူလျင်ထိုမိမကိုအဘယ်ကြောင့်နှောက်ယှက်ကြသနည်းသူသည်ငါ၌ကောင်းသောအမှုကိုပြုပြီးစည်ရဲသောသူတို့သည်သင်တို့၌အစဉ်ရှိကြ၏ငါမူကားသင်တို့၌အစဉ်ရှိသည်မဟုတ်ဤစီမွေးကို ငါကိုအပေါ်၌သွန်လောင်းသည်မှာငါအလောင်းကိုတကြုံမီဟုပြင်ဆင်ခြင်းငါပြုတည်။ငါအမှန်ဆိုသည်ကဧဝံဂေလိတရားကိုမြေတပြင်လုံးတွင်ဟောသောအရရတို့၌ဤမိမကိုအောက်မေ့เสียဖို့သူပြုသောဤအမှုကိုကြားပြောရကြလက်တန်းဟုမိန့်တော်မူ၏။ ထိုအခါတပည့်တော်တစ်ကြိမ်နှစ်ပါအဝင်ဖြစ်သောယူဒရှကာရုတ်သည်ယိပရောဟိအကြီးတို့ထံသို့သွား၍အကျွန်ုပ်သည်ယေရှုကိုကိုရော်တို့လက်သို့အပ်လျင်အပေမျှလောက်ပြီးပါမည်နီဟုပြောတော်ထိုသူတို့ကငွေအကျပ်30ပေးမည်ဟုဝန်ခံကြ၏ထိုအခါမဆ၍ကိုရော်ကိုအပ်ခြင်းကအစဉ်တင့်သောအချိန်ကာလကို ရှာကြံလျက်နေ၏ အဇုမပွဲ ပထမနေ့၌တပည့်တော်တို့သည် အထံတော်သို့ချင်းကပ်၍ကုတော်သည် ပတ္တခါပွဲကို စားတော်မူဖို့ရာအပေအရ၌အကျွန်ုပ်တို့သည် ပြင်ဆင်စေခြင်းငှာအလိုရှိတော်မူသည်နိဟုမေးလျှောက်ကြတော်ကုတော်ကမြို့တွင်ဤမိသောသူဤအိမ်သို့သွားကြဆရာမှားလိုက်သည်ကငါအချိန်နီးပြီးတင့်အိမ်၌ငါတပည့်တို့နှင့်တကွပတ္တခါပွဲကိုငါခံမိဟု ထိုသူကိုပြောကြလောဟုမိန့်တော်မူ၏ တပည့်တော်တို့သည်စီရင်တော်မူသည့်အတိုင်းပြု၍ပတ္တခါပွဲကို ပြင်ဆင်ကြ၏ညဥ်ရန်အချိန်ရောက်မှတပည့်တော်တစ်ကြိမ်နှစ်ပါးတို့နှင့်အတူဇပွဲ၌လျှောင်းတော်မူ၏စား၍နေကြစဉ်ကိုရောကငါအမှန်ဆိုသည်ကသင်တို့တွင်တစုံပြောက်တော်သူသည်ငါကိုအံ့နံလိမ့်မည်ဟုမိန့်တော်မူလင်တပည့်တော်တို့သည် အလွန်ဝမ်းနည်း၍သခင်အကျွန်ုပ်လုံးဟုအတိအတိမေးလျှောက်ကြ၏ ကိုရောကလည်းငါနဲ့အတူပကန်းတွင် လက်၌တော်သူသည်ငါ့ကိုအနှံလိမ့်မည်စံစာလာသည့်အတိုင်းလူသားသည်တွားရမည်သို့တော်လေလူသားကို အနှံတော်သူသည်အမင်္ဂလာရှိ၏ထိုသူသည်ဖွားမြင်ခြင်းကို မခံရလျင်အနေသာ၍ကောင်းသည်ဟုမိန့်တော်မူ၏ ိုရောကိုအံ့နံမိသူယုဒရှကာရုကလည်းအရှင်ဖုရားအကျွန်ုပ်လောဟု မေးလျှောက်လင်သင်ဆိုသည့်အတိုင်းမှန်သည်ဟုပြန်ပြောတော်မူ၏ထိုအခါစားလျက်နေကြစဉ်တွင်ယေရှုသည် မုန်ကိုယူ၍ဂျေဆုတော်ကိုချီးမွမ်းပြီးမှမုန်ကိုဖဲ့၍ဤမုန်ကငါဤကိုဖြစ်၏ယူ၍စားကြလောဟု မိန့်တော်မူလျက် တပည့်တော်တို့အားပေးတော်မူ၏ခွက်ကိုလည်းယူ၍ ဂျေစုတော်ကိုချီးမွမ်းပြီးမှသူတို့အားပေးတော်မူ၍သင်တို့ရှိသမျှသည်တောက်ကြလော့ဤခွက်က ပတိညင်တရားသည့်နှင့်ဆိုင်၍လူများတို့ဤအပြစ်ကိုလွတ်စေခြင်းငါတွန်းတော်ငါဤအသွေးဖြစ်၏ငါဆိုသည်ကဤစပြည့်ရေမျိုးအသစ်ကိုငါခမီးတော်ဤနိုင်ငံ၌သင်တို့နှင့်အတူငါမတောက်မီနေတိုင်အောင်ယခုမှစ၍တဖန်ငါမတောက်ရဟုမိန့်တော်မူ၏ ်ထို့နောက်တခြင်းဆိုကြပြီးမှတန်လွင်တောင်သို့ထွက်သွားကြ၏ထို့အခါယေရှုကလည်းကျမ်းစာလာသည်ကတိုးထင်းကိုငါရိုက်သက်၍တိုးတို့သည်ကွဲလွင်ရကြလိမ့်မည်ဟုရေးထားသည်နှင့်အညီယနေ့ညတွင်သင်တို့ရှိသမျှသည်ငါကြောင့်စိတ်ပြတ်ကြလိမ့်မည်သို့တော်လည်းငါသည်ထမြောက်ပြီးမှသင်တို့ရှိဂါလိလဲပြည်သို့သွားမည်ဟုမိန့်တော်မူသော ပေတရုကဤသူရှိသမျှတို့သည် ကိုရောကြောင့်စိတ်ပြတ်ကြတော်လေအကျွန်ုပ်သည်စိတ်အလင်းမပြတ်ပါဟုပြောလေ၏ယေရှုကလည်းငါအမှန်ဆိုသည်ကယနေ့ညတွင်ကြက်မတုံမီတင်းသည်သုံးချိန်မြောက်အောင်ငါကိုညင်းပယ်လိမ့်မည်ဟုမိန့်တော်မူလျှင်ပေတရုကကိုရောနှင့်တကွတည်ရတော်လေအကျွန်ုပ်သည် ကိုရောကိုမငင်းမပယ်ပါဟုပြောပြန်၏တပည့်တော်အပေါင်းတို့သည်လည်းထိုနည်းတူပြောကြ၏ ထိုအခါယေရှုသည် သူတို့နှင့်အတူဂိသရှိမံအရက်သို့ ရောက်တော်မူလျှင်ငါသည်ဟိုအရက်သို့သွား၍ဆုတောင်းစဉ်တွင်ဤအရက်၌ထိုင်နေကြလောဟုတပည့်တော်တို့အားမိန့်တော်မူပြီးမှပေတရုနှင့်ဇေဘီဒဲဤသားနှစ်ယောက်တို့ကိုခေါ်သွား၍နှလုံးမသာစိတ်ပူပန်ခြင်းသို့ရောက်တော်မူ၏သူအခါယေရှုကငါသည်တေလောက်အောင်စိတ်နှလုံးအလွန်ညှိုးငယ်ခြင်းရှိ၏ ဤအရက်၌ငါနှင့်အတူဆောင်၍နေကြလောဟုတပည့်တော်သုံးယောက်တို့အားမိန့်တော်မူ၍ထိုမှအနေငယ်လွန်ပြန်လျင်ပြတ်ဝတ်၍အကျွန်ုပ်အဖာဤခွက်သည်အကျွန်ုပ်ကိုလွန်သွားနိုင်လျင်လွန်သွားပါစေတော့ထို့တော်လည်းအကျွန်ုပ်အလိုရှိသည့်အတိုင်းမဖြစ်ပါစေနှင့်ကိုယ်တော်အလိုရှိသည့်အတိုင်းဖြစ်ပါစေတော်ဟုဆုတောင်းတော်မူ၏တပည့်တော်တို့ရှိရာသို့ပြန်၍ သူတို့သည်အိပ်ပျော်လျက်နေကြသည်ကိုတွေ့တော်မူလျင်သင်တို့သည်တနာယီခန့်မြ၅နှစ်အတူဆောင်၍နေခြင်းကဤသို့မစွမ်းနိုင်သလိုစုံစမ်းနှောက်ယှက်ခြင်းနှင့်ကင်းလွတ်မီအကြောင်းဆုတောင်းလျက်ဆောင်နေကြလောစိတ်ဝိညာဉ်ကစေတနာရှိ냐တော်လေကိုမူက အားနေသည်ဟုပေတရုအားမိန့်တော်မူပြီးမှတဖန်သွား၍အကျွန်ုပ်အဖာဤခွက်ကိုအကျွန်ုပ်မတောက်ပဲလွန်၍မသွားရလျင်ကိုတော်အလိုရှိသည့်အတိုင်းဖြစ်ပါစေတော်ဟုဆုတောင်းပြန်၏ထို့နောက်တပည့်တော်တို့ရှိရာသို့လာ၍သူတို့သည်မျက်စိလေးလံသဖြင့်တဖန်အိပ်ပျော်လျက်နေကြသည်ကိုတွေ့တော်မူလျင်သူတို့ကိုထားခဲ့၍တဖန်သွားပြီးလျှင်ရှေ့မွတ်ဆိုသည်နီးတူ သုံးချိန်မြောက်အောင်ဆုတောင်းတော်မူ၏ထို့နောက်တပည့်တော်တို့ရှိရာသို့ပြန်လာလျှင်ယခုအိပ်ပျော်၍ငြိမ်ဝှက်စွာနေကြလော့လူသားကိုစိုးသောသူတို့လက်သို့အံ့နံ့ရသောအချိန်ရောက်လာပြီထကြငါတို့သည်တွားကြကုန်အံ့ငါကိုအံ့နံ့သောသူသည်ရောက်လာပြီဟုမိန့်တော်မူ၏ထိုသူမိန်တော်မူစဉ်တွင်ပင်တပည့်တော်တစ်ကြိမ်နှစ်ပါးအဝင်ဖြစ်သောယုဒရှကာတို့လာ၏ ယစ်ဘရောဟိအကြီးတို့နှင့်လူတို့တွင် အကြီးအကဲဖြစ်သော သူများဆေလွတ်သော လူအစုအဝေးအပေါင်းတို့သည်ဓာနှင့်ဒုတ်များကိုကင်လျက်ပါကြ၏ကိုယ်တော်ကိုအနှံသောသူကငါနန်းသောသူသည်ယေရှုပင်ဖြစ်၏သူကိုဖန်ကြားဟု ထိုသူတို့အားအမှတ်ပေးခဲ့သည့်အတိုင်းကိုတော်ရင်းတို့ချက်ချင်းချင်းကပ်၍အရှင်ဖျားမင်္ဂလာရှိပါစေတော်ဟုဆိုလျက်နန်းလေ၏ယေရှုကလည်း အဆွေအဘေအခင်းရှိ၍လာသည်ဟုမေးတော်မူပြီးမှထိုသူများတို့သည်လာ၍ကိုတော်ကိုဆွဲကင်ဖမ်းဆီးကြ၏ထိုအခါယေရှုနှင့်ပါတော်သူတယောက်သည် လက်ကိုဆန့်၍ဓာကိုဆွဲထုတ်ပြီးလျင်ယစ်ဘရောဟိမင်းဤကျွန်တယောက်ကိုခုတ်သဖြင့်နရွက်ပြက်လေ၏ယေရှုကလည်းတင့်ဓာကိုသူ့နေရာ၌ပြန်ထားလော့ ဓာကိုကင်သောသူရှိသည်များတို့သည်ဓာဖြင့်ဆုံးခြင်းတို့ရောက်ကြလိမ့်မည်ယခုပင်ငါအဘကိုငါတောင်းနိုင်သည်ကို၎င်းတောင်းလျင်ကောင်းကင်တမန်တဆက်နှစ်တက်မကငါထံသို့ဆေလွတ်တော်မူမိကို၎င်းသင်သည်မထင်သလောတို့ဖြစ်လျင်ဤသို့သောအမှုအရာတို့သည် ဖြစ်ရမည်ဟုသောစံစာချက်သည်အဘယ်သို့ပြည့်စုံအံ့နည်းဟုမိန့်တော်မူ၏ ထိုအခါယေရှုကသင်တို့သည်တပြကိုဖမ်းတကဲ့သို့ငါကိုဖမ်းအံ့တော်ငါဓာနှင့်ဒုတ်ညာကို လက်ဆွဲလျက်လာကြသည်တကားငါသည်ဗိမာန်တော်၌ဤတိုင်းဆုံးမဩဝါဒပေးလျက်သင်တို့အလေ၌ထိုင်နေစဉ်အခါသင်တို့သည်ငါကိုမဖမ်းစည်းကြထိုအကြောင်းအရာမူကားအနာဂတ်တိကျမ်းစာပြည့်စုံပြီးအကြောင်းဒီဟု လူအစုအဝေးတို့ကို မိန့်တော်မူ၏ ထိုအခါတပည့်တော်အပေါင်းတို့သည် ကိုရောကိုစွန့်ပြေး၍ပြေးကြ၏ကိုရောကိုဖမ်းဆီးသောသူတို့သည်ကြမ်းပြုစရာ လူအကြီးအကဲများစီဝေးရာရစ်ဘရောဟိတ်မင်းကာယာဖထံသို့ ဆောင်းသွားကြ၏ပေတရုသည်လည်းရစ်ဘရောဟိတ်မင်း၏အိမ်ဦးတိုင်အောင်ကိုယ်တော်နှင့်ဝေးစွာ လိုက်၍အတွင်းသို့ဝင်ပြီးလျင်ထိုအမှု၏အဆုံးကိုသိမြင်ခြင်းကမင်းလူလင်တို့နှင့်အတူ ထိုင်နေ၏ ယစ်ဘရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲလွတ်အရာရှိအပေါင်းတို့သည်ယေရှုကိုတတ်ရမည်အကြောင်းမမှန်သောတက်တီကိုရှာတော်လဲမတွေ့ကြမမှန်သောတက်တီခံအများလာတော်လဲတက်တီကိုမတွေ့ကြနောက်ဆုံး၌မမှန်သောတက်တီခံနှစ်ယောက်တို့သည်လာ၍ဤသူကငါသည်ဖျားသခင်ဤပိမှန်တော်ကိုဖြိုဖျက်၍ ၃ရက်အတွင်းတွင်တိဆောက်နိုင်သည်ဟု ပြောပါသည်ဟုသက်သေခံကြ၏ယေဘရဟိမင်းသည်ထ၍သင်သည် တခွန်းမြပြန်၍မပြောသလိုဤသူတို့သည်အဘယ်သို့သက်သေခံသည်ဟုဆိုလျှင်ယေရှုသည်တိတ်ဆိတ်စွာနေတော်မူ၏ယေဘရဟိမင်းကလည်းသင်သည် ခရစ်တော်ဒီဟုသောဘုရားသခင်ဤသားတော်မှန်သည်မမှန်သည်ကို ငါတို့အားပြောစီခြင်းငါအသက်ရှင်တော်မူသောဘုရားသခင်ကိုငါတိုင်တည်၍တင့်ကိုကျိန်ဆိုစီဤဟု ဆိုလျင်ယေရှုကတင်ဆိုသည့်အတိုင်းမှန်၏ထိုမြမကငါဆိုသည်ကနောင်ကာလ၌လူသားသည် တကိုးတော်ဤလက်ရာဘက်၌ထိုင်လျက် မိုးတိမ်ကို စီး၍ကြွလာသည်ကို သင်တို့မြင်ရကြလက်တန်းဟု မိန့်တော်မူ၏ ထိုအခါယိဘရဟိမင်းသည်မိမိအဝတ်ကို ဆုပ်လျက်ဤသူသည်ဖျားကိုလွန်ကျူး၍ပြောပြီးအဘယ်တက်တီကိုလူသေးသည်။ဖျားကိုလွန်ကျူး၍ပြောသောစကားကိုယခုပင်သင်တို့ကြားရပြီးအဘယ်သို့ထင်မှတ်ကြသည်ဟုမေးမြန်းလျင် ထိုသူတို့ကဤသူသည် အသေးခံထိုက်ပေ၏ဟု ပြန်၍စီရင်ကြ၏။ထိုအခါမျက်နာတော်ကိုတတွေးနှင့်ထွေးကြ၏။ လက်သီးနှင့်ထိုးကြ၏အချို့တို့သည်လည်းပါတော်ကိုလက်နှင့်ပုတ်၍အချင်းခရစ်တော်ကိုရောကိုအဘယ်သူပုတ်သည်ကိုပရောဖက်ပြု၍ဟောတော်မူပါဟုဆိုကြ၏ပေတရုသည်ပြင်မှအိမ်ဦး၌ထိုင်နေစဉ်အစေအပါမိမတယောက်သည်သူရှိရာသို့လာ၍ တင်သည်လဲဂါလိလဲလူယေရှုနှင့်ပေါင်းဖော်တော်သူ ဖြစ်သည်ဟုဆိုလျှင် ပေတရုကတင်ပြောသောအရာကိုငါမသိဟုလူအပေါင်းတို့ရှေ့၌ငင်းခုန်လေ၏ထို့နောက်ပေတရုသည်အိမ်ဦးရှေ့သို့ထွက်ပြီးမှ အခြားသောမိန်းမသည်သူ့ကိုမြင်၍ထိုရက်၌ရှိတော်သူတို့အားဤသူလဲနာဇရက်မြို့သားယေရှုနှင့်ပေါင်းဖော်တော်သူ ဖြစ်သည်ဟု ဆိုလျှင်ပေတရုကထိုသူကိုငါမသိဟုကြိမ်ဆိုလျက်တဖန်ငင်းခုန်ပြန်၏ ထို့နောက်များမကြာထိုရက်၌ရက်နေတော်သူတို့သည်ပေတရုအနီးသို့လာ၍အကယ်စင်စစ်တင်းတီလဲထိုသူတို့အဝင်ဖြစ်၏တင့်စကားသည်တင့်အကြောင်းကိုထင်ရှားစေ၏ဟု ဆိုကြလျင်ပေတရုကထိုသူကိုငါမသိဟုဒိတ်ထံပြု၍ကျိန်ဆို၏ထိုခဏချင်းတွင်ကြက်တုံလေ၏ပေတရုကကြက်မတုံမီတင်းတီသုံးချိန်မြောက်အောင်ငါ့ကိုညင်းပယ်လိမ့်မည်ဟု 没那么多时间过，为主的地的抵押的片，边度穿越边算我最乐意。阿门，God bless you。